ဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့တရားမျှတမှုဒီအရာတစ်ခုကတခါတလေမှာဆန့်ကျင်ဘက်လိုဖြစ်နေတတ်တယ်မဟုတ်လားတစ်ဖက်မှာချစ်ခြင်းမေတ္တာအကြောင်းပြောနေရင်နောက်တစ်ဖက်မှာတရားစီရင်ခြင်းအကြောင်းကိုလည်းကြားရပြန်ရောဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်မှာတော့ဒီအရာတစ်ခုကတကယ်တော့ဆန့်ကျင်ဘက်တည်းမဟုတ်ပဲနောက်ဆုံးမှဘလို့ပြန်လေတင့်မြတ်သွားလဲဆိုတဲ့နည်းနည်းတဲ့အယူဆတစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်ဒီအကြောင်းအရာရဲ့အဓိကအတန်းနှလုံးကမို့ဒီမိခုံးပါပဲတရားစီရင်ခြင်းရဲ့ဖျားသခင်က ချက်ချင်းမေတ္တာရဲ့ဖရာသခင်ဘလို့ထိနိုင်ပါလေဒါဟာဒီကျမ်းကဖြေရှင်းဖို့စူးစမ်းနေတဲ့အဓိကကြရည်မေခွန်းဖြစ်ပြီးကျွန်တော်တို့ကိုနည်း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 တွေးတောစေတဲ့အချက်တခုလည်းဖြစ်ပါတယ်။ကောင်းပြီဒီရှုပ်ထွေးတဲ့မေခွန်းကြီးကိုဖြေရှင်းဖို့ကျွန်တော်တို့အဆင့်ကားဆင့်နဲ့တွားကြပါမယ်။ပထမဆုံးဖရာသခင်ရဲ့တရားမြတ်မှုကတကယ်ပဲဆန့်ကျင်ဘက်ဖြစ်နေသလားဆိုတာကိုကြည့်မယ်။ပြီးရင်ပထမရှင်ပြန်ထမြောက်ခြင်းကဘလို့အဆုံးဖြတ်ပြီးတဲ့တက်တီချစ်လာလေပိမန်တော်ရဲ့အဖြစ်ထီချင်းဆိုတာပါလေလွတ်လပ်စွာရွေးချယ်ခွင့်ကဘလို့ပြည့်စုံသွားမလဲ။ နောက်ဆုံးညနေဖန်ဆင်းချင်းရဲ့အပြစ်သက်ကဘယ်လိုပုံစံဖြစ်မလဲဆိုတာတွေကိုတစ်ခုချင်းစီဆွေးနွေးသွားပါမယ်။ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။ဖျားသခင်ရဲ့တရားမြတ်မှုကတကယ်ပဲနားလည်ရခက်ခဲပုံစံတစ်ခုလား။ဒါမှမဟုတ်စရင်ပဲဖြစ်နေသလား။ဒီငင်းခုံရဲ့အရင်ရက်ကိုအတူတူကြည့်လိုက်ကြရအောင်။ဒီနေရာမှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုတွေ့ရပါတယ်။ဒါကတော့ဘုရားသခင်ရဲ့တရားမြတ်မှုအပေါ်မှာကြီးမားတဲ့စိန်ခေါ်မှုတခုရှိနေတယ်ဆိုတာပါပဲ။ အယဲမြကျမ်းရတဖက်မှာစာတန်ကဖျားတခင်ရဲ့ပြည့်ညက်တော်တွေကိုလိုင်းနာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်သူ့ရဲ့တရားစီရင်ခြင်းဟာမတရားဘူးလို့ဆွဆွဲနေတာပါပဲဖျားတခင်ရဲ့ရည်တိချက်ကတော့ပြည့်ညက်တော်တွေဟာမျှတတယ်ဒါကိုနောက်ဆုံးတရားစီရင်ခြင်းမလို့ခင်တက်တည်ပြရမယ်ဆိုတာပါပဲဒါဟာစကြဝဠာအစဉ်တရားခွင်တစ်ခုလို့ပါပဲအဖိုင်းနဲ့ပထမရှင်ပြန်ထမြောက်ချင်းဤအဆုံးဖြတ်ပြီးတော့တက်တည်အဲ့ဒီတော့ဒီလောက်ချီမားတဲ့စကြဝဠာအစဉ်အငင်းပွားမှုကိုဘယ်လိုဖြေရှင်းမလဲ ဂျန်ကအဖြစ်တစ်ခုကိုတင်ပြထားပါတယ်။ဒါကတော့အဆုံးဖြတ်ပြီးနိုင်တဲ့တတိတစ်ခုအဖြစ်အထူးခကြတဲ့ဖြစ်ရက်တစ်ခုပါပဲ။ဒီနေရာမှာတတိပြုရမယ့်အထူးခအချက်ကတော့ဒါဟာလူတိုင်းအတွက်ရှင်ပြန်ထမြောက်ခြင်းမျိုးမဟုတ်ပါဘူး။ဒါဟာအထူးသီးသန့်ဖြစ်ရက်တစ်ခုပါ။ဖျားသခင်ရဲ့ပြင်ရတော်တွေကိုအသက်ပေးပြီးတည်တဲ့တိုင်အောင်နာခံခဲ့တဲ့အာဇာနည်တွေအတွက်ပဲသီးသန့်ဖြစ်တဲ့ပထမရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်။သူတို့ရဲ့လောက်ရက်ကအရေးကြီးတဲ့တက်တဲ့တစ်ခုဖြစ်လာတော့မှာပါ။ ဂေးပြည့်ရက်ကဘာကြောင့်ဒီလောက်တောင်အရေးကြီးရတယ်လဲဆိုတော့အာဇာနည်တွေဟာတေကျင်းတရားကိုအောင်နိုင်ခြင်းအဖြစ်ဖျားသခင်ရဲ့မျက်တော်တွေဟာလိုက်နာလို့မရတဲ့အရာတွေမဟုတ်ဘူးတကယ်ပဲမှန်ကန်ပြီးလက်တွေ့ကျင့်သုံးနိုင်တယ်ဆိုတာကိုအခိုင်အမာတည်တည်ပြလိုက်တာဖြစ်ပါတယ်ဒါဟာမတရားဘူးဆိုတဲ့ဆွဆွဲချက်အတွက်အဆုံးအစွန်ခြေပဲချက်ပါပဲဒီအချက်ကိုပိုပြီးရှင်းသွားအောင်ကျန်တဲ့ကကျန်တဲ့ကတည်းကကိုကားကျန်တခုကအကောင်းဆုံးတည်တည်ပြနေပါတယ်ပညာတော်ကိုစောက်ရှောက်ခြင်းအပြင် အာဇာနီတို့သည်တည်ခြင်းကိုအောင်နိုင်ကြ၏ဆိုလိုတာကသူတို့ရဲ့နားခတ်မှုဟာတည်ခြင်းကိုအောင်နိုင်စေခဲ့ပြီးအဲ့ဒီအောင်နိုင်မှုကတဆန့်ပညတ်တော်ရဲ့မှန်ကန်မှုကိုတည်တည်ထူလိုက်တာပါပဲ။ကောင်းပြီအပိုင်း၃ဘီမန်တော်၏အဖြစ်ဖြစ်ခြင်းနှင့်ဘေးဒဏ်ကြီးခုနှစ်ပါ။ဖရာသခင်ရဲ့တရားမျှတမှုတည်တည်ထွင်ရှားပေါ်ပြီ။ဆိုတော့ကောင်းမြင်တဲ့မြေကြီးပေါ်မှာဘာလိဆက်ဖြစ်မလဲ။အခုဒီတည်တည်ပြမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုကြည့်လိုက်ကြအောင်။ဒီနေရာမှာ အစစ်အမှန်ပြမတော်ကြီးအပစ်ဖြစ်ခြင်းဆိုရဲအတုံးလုံးကိုတွေ့ရပါတယ်။ဒါကနည်းနည်းလေးနည်းနည်းတယ်လို့ထင်ရနိုင်ပေမဲ့သူ့ရဲ့အဓိကဆူလိုရင်းကတော့ရှင်းပါတယ်။ဒါဟာပထမရှင်ပြန်ထမြောက်ခြင်းအပြီးမှာစတင်တဲ့ကောင်းငင်မုံကိုတန့်စင်တဲ့လုပ်ငန်းစဉ်တစ်ခုပါပဲ။ရှောင်းမိုက်သူရဲ့စီအာနီအနာဂတ်မှာအဖြစ်ပြုတ်နိုင်ခြေကိုအပြီးတိုင်ဖယ်ရှားပြစ်တာဖြစ်ပါတယ်။ ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကအဖြစ်ပြက်နှစ်ခုတပြိုင်နက်တည်းရှိနေတာပါပဲတစ်ဖက်မှာကောင်းကင်ဘုံမှာတန့်စင်ခြင်းနဲ့ပြန်လည်တင့်မြင့်ခြင်းတွေဖြစ်ပြက်နေချိန်မှာနောက်တစ်ဖက်မှာတော့ကိုပါမင်းကြီးဘုံမှာတရားစီရင်ခြင်းဖြစ်တဲ့ဘေးဒဏ်ကြီးခုနှစ်ပါးချရောက်နေတာပါဒီလိုနည်းနည်းတဲ့ user တွေကိုပို့ပြီးမြင်ပါအောင်အရင်မြတ်ကျန်းကရှေးခေတ်တလေထုံးတာတွေကိုဥပမာတစ်ခုအနေနဲ့သုံးပြီးရှင်းပြထားပါတယ်ဇေယားထဲမှာမြင်ရတဲ့အတိုင်းပဲရှေးခေတ်အပြည့်ဖြစ်ရတဲ့အရာလှုပ်ဆောင်ချက်တွေကနောက်ဆုံးကာလမှာဖြစ်ပေါ်မဲ့အဖြစ်ပြက်တွေအတွက် အရေးတစ်ဖက်ပုံစံငယ်တစ်ခုလိုဖြစ်နေတာကိုတွေ့ရမှာပါ။ဥပမာတဲတော့ကိုအဖြစ်ဖြေတာကဘေးဒဏ်ကြီး9ပါးနဲ့ဆက်ဆက်နေတယ်လို့မျိုးပေါ့။ကဲအခုဆိုရင်တော့ဒီကျမ်းရဲ့ထစနိုင်ကပေတန်အန်ဆန်ဆုံးအမတန်မှစဉ်းစားစရာကောင်းတဲ့အပိုင်းကိုရောက်လာပါပြီ။ဒီဖေးဒီအောင်လုံးကလူသားနေရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတဲ့အရာပေါ့ဘလို့တယောက်မှုရှိမလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ဒါမဲ့ဒီနေရာမှာနည်းနည်းတော့ထူးဆန်းတဲ့မြေခွန်းတစ်ခုပေါ်လာပါတယ်။ နောက်ဆုံးတရားစီရင်ခြင်းတောင်မပြီးသေးဘဲနဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကဘလို့လို့ပြီးပြည့်စုံသွားနိုင်ပါလဲ။ဒါကယုတိမတန်ဘူးလို့ထင်ရနိုင်ပါရဲ့။ဒီပဟေလီကိုအယက်မြကျမ်းကဘလို့ဖြည့်ရှင်းထားလဲကြည့်အောင်။ကျမ်းကဒီအကြောင်းအကျိုးဆက်ဆက်မှုကိုအစင်ရှင်းရှင်းရှင်းလင်းလင်းဖော်ပြထားပါရဲ့။အစနေကြည့်လိုက်ရအောင်။အစင်တီလဝကတိုင်ကဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုတတ်သိပြရည်။အစင်နီအာဇာနေတွေကတည်တည်တိုင်းအောင်နာခံနေတယ်။ ်အဆင့်၃ပထမရှင်ပြန်ထမြောက်ခြင်းကပညတ်တော်ဟာတရားမျှတကြောင်းတက်တည်ပြရတယ်။ဒီလိုနဲ့အဆင့်၄မှာဖြောင်းမတူတဲ့စီကတန်တရားအားလုံးပြောက်သွားပြီးအဆင့်၅မှာတော့သူရဲ့လက်တဆွာရွေးချယ်ခွင့်ဟာပြည့်စုံသွားတယ်လို့ဆိုပါတယ်။အထူးကအနှစ်ချုပ်ကတော့ရှင်းရှင်းလေးပါပဲ။ဖရာသခင်ရဲ့ကောင်းမြတ်ခြင်းရဲ့ဖြောင်းမတ်ခြင်းကိုအပြည့်အဝမြင်တွေ့ပြီးနားလည်သွားတဲ့အခါဖြောင်းမတူတဲ့အတွက်တန်တရာယွင်စရာဒါမှမဟုတ်မနာခံစရာအကြောင်းရင်းလုံးဝမရှိတော့ပါဘူး။ အဲ့ဒီအခါမှာသူတို့ရဲ့စန္ဒဟာကောင်းမှုတစ်ခုတည်းကိုသာရွေးချယ်လို့တဲ့စုံလင်တဲ့စန္ဒဖြစ်လာပါတယ်။ဟုတ်ပြီ။အခုဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်အလုံးကိုပြန်ပေါင်းဆက်ပြီးတော့အဆုံးသက်ရလကဘာဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြအောင်။ဒါကတော့နောက်ဆုံးအပိုင်းဖန်ဆင်းခြင်းရဲ့အန်တီမပြမြောက်ခြင်းပါပဲ။ဒီတော့နောက်ဆုံးမှာဘာတွေဖြစ်သွားလဲ?အဖြေကတော့ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့တရားမြတ်မှုဟာတကယ်တော့တစ်ခုတည်းဖြစ်တယ်ဆိုတာတက်တည်ပြနိုင်ခဲ့တယ်။မကောင်းမှုကို တရားစီရင်ဖို့ခိုင်မာတဲ့အခြေခံတစ်ခုရရှိခဲ့တယ်။စာတန်ရဲ့ဆွတ်ဆွတ်ချက်တွေကိုအနံ့ယူနိုင်ခဲ့တယ်။ပြီးတော့အရေးကြီးဆုံးကတော့ဖြောင်းမတူဒီစီကအပြစ်ပြုနိုင်ခြေကိုဖယ်ရှားပြီးဖန်ဆင်းခြင်းကိုသူ့ရဲ့မူလရည်ရချက်အတိုင်းပြန်လည်တိစောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်အတိုးချုပ်ပြောရရင်လောကတိုင်းမှာစတင်ဖြစ်တဲ့ကြီးမားတဲ့လုပ်ငန်းစဉ်ကြီးကိုပထမရှင်ပြန်ထမြောက်ခြင်းကအခိုင်အမာအတည်ပြုပေးလိုက်တယ်။ အဲ့လိုနဲ့ဖန်ရှင်းခြင်းဟာအဆုံးစွန်ပြီးထာဝရတည်မြဲမဲ့ပြည့်စုံမှုစီကိုရောက်ရှိသွားတယ်လို့ဒီကျမ်းကဆိုလိုရင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆုံးသက်ကကျွန်တော်တို့ကိုတကယ်ကိုစဉ်းစားစရာကောင်းတဲ့သဒ္ဒနာနိကဗေဒမိခွန်းတစ်ခုနဲ့ထားခဲ့ပါတယ်။တန်တရာအလုံးပြောက်သွားပြီးမကောင်းမှုကိုရွေးချယ်နိုင်စွမ်းလားမရှိတော့ဘူး။အဲ့ဒီအခြေအနေကိုစုံလင်တော်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လို့ခေါ်နိုင်ပါသေးသလား။ဒါကတော့ဆက်လက်ပြီးတွေးတောဆင်ခြင်စရာအချက်တစ်ခုပါပဲ။